ဒီကနေ့မှာတော့ကျမအနေနဲ့ဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ12ရက်နေ့အတွင်းမှာဂျူနီထားရီပုံမှန်မူတည်ပြီးတော့နော်ကျမတို့ဆောင်းရင်ရှောင်းရင်ကိစ္စလေးတွေကိုပြောပြချင်လို့ပါရှင်။10ရက်နေ့ဟာ ပြောမယ်ဆိုလို့ရှင်တော့ဂျူအပြောင်းလေးတွေရှိတယ်။ရှင်းနေဟာရက်ကျန်းတရက်ဖြစ်တယ်ပေါ့နော်။ဟိုစိတ်ပူပါတဲ့ရက်တရက်ဖြစ်တယ်။ဒါအပြင်မြန်မာနိုင်ငံမှာကျမတို့မြန်မာနိုင်ငံမှာလည်းသဘာဝဘေးတွေရှိနေတဲ့အပြင်ကိုနော်လေမုန်တိုင်းလိုဟာမျိုးနော်ငလျင်လိုဟာမျိုးနောက်ပြီးတော့ကျမတို့လေစင်နမောင်းလိုဟာမျိုးပေါ့နော်။ဒါမျိုးတွေကြုံနိုင်တာရှိတယ်။အဲ့ဒါကြောင့်ကျမဒီရက်ကိုဒီနေ့ပေါ့နော်ဒီ live ကိုစီစဉ်ရတာဖြစ်ပါတယ်ရှင်။ အားလုံးကိုစိတ်ပူစေလိုတဲ့စိတ်ဆန္ဒနဲ့ပြောခြင်းမဟုတ်ပါဘူး။ကြိုတင်ပြီးတော့ကာကွယ်စရာရှိတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်ကျွန်မပြောတာပါနော်။အဲ့တော့ဒီဧပြီလ၈ရက်နေ့ပေါ့နော်ဒီမှာကျွန်မတို့အဲဂျူရီအကြောင်းကိုအရင်ပြောပါမယ်။ကျွန်မတို့ဒီမေယာဒီမှာနော်ခုလက်ရှိရှိနေတာကတနင်္ဂနွေဂျူလည်းရှိတယ်။တနင်္ဂနွေဂျူဆိုတာလည်းပါပဂျူဖြစ်တယ်။နော် Yahoo လည်းရှိတယ်၊စနေလည်းရှိတယ်။ပပချူသုံးလုံးရှိတဲ့အပြင်ကိုနော်ဗုဒ္ဓဟူးချူနဲ့တောက်ကြာချူလည်းရှိနေတယ်ပေါ့နော်။အဲ့တော့ဗုဒ္ဓဟူးချူက retro သွားနေတာ retro သွားနေရာကနေပြီးတော့ဗုဒ္ဓဟူးချူကဧပလ၈ရက်နေ့မှာသူကပြန်ပြီးတော့တမပြန်သွားမယ်ဆိုပြောင်းပြီးတော့သွားမှာပေါ့နော်အဲ့လိုပြောင်းပြီးတော့သွားမယ်ဆိုရင်လေစိတ်ပူပါတယ်။ဘာကြောင့်လဲလို့ပြောရင်ဗုဒ္ဓဟူးချူရဲ့သဘောက နော်ပပဂျူတွေနဲ့ပေါင်းတယ်ဆိုရင် तू ကပပဂျူတွေကိုအာပပဂျူလိုမျိုး အာအာပေးတယ်ပေါ့နော်တောမဂျူတွေကောင်းတဲ့ဂျူတွေနဲ့ပေါင်းရင် तू ကကောင်းတဲ့ဘက်ကို तू ကအာပေးတယ်အခုသူ့နားမှာရှိနေတာကဗုဒ္ဓဘူးဂျူနားမှာရှိနေတာကတနင်္ဂနွေရှိနေတယ်ပပဂျူဖြစ်တဲ့တနင်္ဂနွေရှိနေတယ်ပြီးတော့စနေဂျူရှိနေတယ်ယာဟုဂျူရှိနေတယ်အဲ့အတွက်ဒါတွေဟာကျမတို့စိုးရင်ရမယ့်အနေထားမှာရှိတယ်ပေါ့နော်ဒါဘီရင် အရာဆိုလို့ရှိရင်တော့ဒါအပြင်အင်္ဂါဂျူဟာနော်ဧပြီလ3ရက်နေ့မှာကြာသပတေးနေ့ပေါ့နော်ကြာသပတေးနေ့နနက်2နာရီ28မိနစ်မှာသူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကိုသူကပြောင်းသွားတယ်အဲ့လိုပြောင်းသွားတဲ့အတွက်ကောင်းငယ်လို့နော်ပြောနိုင်ပြီမဲ့လေသူဟာဘာနဲ့အင်္ဂါဂျူအပြောင်းနေဟာကျမတို့ နော်မြန်မာကျမတို့လိုတိုင်းပြည်မြန်မာနိုင်ငံအတွက်ကတော့အင်္ဂါဂျူဟာလေကျမတို့ကဂယူဆိုင်ရတဲ့ဂျူထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကဟာဒါတော့ကောင်းတယ်လို့ ဟိုပြောလို့ရတယ်လို့ပဲเนาะတချို့ကိစ္စတွေမှာလည်းအခုလိုကာလတွေမှာလည်းဒါကိုဂရုစိုက်ရမယ်အနေထားရှိတာတွေ့ရတယ်ပေါ့เนาะအဲ့တော့ဒီလိုဂျိုးအပြောင်းလဲတွေကြောင့်ဧပြီလ၈ရက်နေ့ကနေ၁၂ရက်အတွင်းမှာကျမတို့ဂျုံနိုင်တဲ့ကိစ္စတွေကိုပြောမယ်ဆိုရင်ရာသီဥတုဟာပို့ပြီးတော့ပြင်းထန်လာမယ်ပူတယ်ဆိုလို့ရှိရင်လည်းအရန်ပူမယ်ပြောမယ်ဆိုလို့ရှိရင်တော့ရာသီဥတုကမိုးကြီးနိုင်တယ်ရေရှမ်းနိုင်တယ်မြေပြိုနိုင်တယ်ဒါမျိုးကိစ္စတွေဂျုံနိုင်တယ် နော်ဒါကဘယ်ချိန်ထိခြုံနိုင်တာလဲတဘာဝဘေးကဘယ်ချိန်ထိရှိနေတာလဲလို့ပြောရင် Yahoo နဲ့စနေနဲ့ထိတိုက်တွေ့ကြတဲ့အချိန်ထိဒါဟာရှိနေနိုင်တယ်နော်အဲ့တော့ဒီကိစ္စကတဘာဝဘေးကပြောမယ်ဆိုရင်တော့ April တလလုံးစိတ်ပူရတဲ့အနေထားမှာရှိတယ်အဲ့ဒီထဲကမှာ ဧပြီလ၈ရက်နေ့နဲ့၁၂ရက်နေ့ကတော့ပို့ပြီးတော့စိတ်ပူပါနဲ့အနေထားမှာရှိတယ်၈ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲလို့ပြောရင်ဗုဒ္ဓဟူးချုံအပြောင်းလဲကြောင့်စိတ်ပူရသလို၁၂ရက်နေ့ကဘာကြောင့်စိတ်ပူရတာလဲ၁၂ရက်နေ့ကနေ၂၀ရက်နေ့အတွင်းမှာယာဟုဂျူနဲ့စနေဂျူဟာ crossing ဖြတ်တုံအန်တာတစ်ခုထဲမှာသွားပြီးတော့ကြတဲ့အတွက်ကိုစိတ်ပူရတာဖြစ်တယ်ပေါ့နော်အဲ့တော့ အဲ့ဟာရဲ့ဒီလိုမျိုးဂျိုအနေထားကြောင့်ကျမတို့ဂျုံနိုင်တာတွေကဘာလို့ဂျုံနိုင်တယ်လဲဂျုံနိုင်တာလို့ပြောမှာပြောတာပါနော်လုံးဝကြီးဂျုံမယ်လို့100%ကြီးကျမမပြောပါဘူးဂျုံနိုင်တာဘာလို့ဂျုံနိုင်တယ်လဲဆိုရင်ယာတိဥဒုပို့ပြီးတော့ပြင်းထန်လာမယ်နော်မိုးကြီးတာတို့ရေရှမ်းတာတို့မြေပြိုတာတို့ငလင်ဆက်လက်ပြီးတော့လှုပ်တာတို့နော်မုန်တိုင်းတိုက်တာတို့ဒါမျိုးတွေဂျုံနိုင်ပါတယ်ဒါနံပါတ်1ပါ နံပါတ်2ကကျတော့ယောဂါတွေကြုံနိုင်ပါတယ်။ဘာတွေလဲလို့ပြောရင်အဆုတ်နဲ့ပတ်သက်တဲ့နော်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်နိုင်တယ်။လေငန်းယောဂါတွေဖြစ်နိုင်တယ်။နောက်အရေပြားနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်နိုင်တယ်။ဝမ်းနာလေနာတွေဖြစ်နိုင်ပါတယ်။နော်အဲ့လိုမျိုးယောဂါတွေကြုံရနိုင်ပါတယ်။နော်နောက်တစ်ခုကတော့ ါကတော့စိတ်မကောင်းစရာကိစ္စပါเนาะဒါကတော့ကျမတွေးလိုက်တာဟိုဂျူရီအားတွေကိုကြည့်ပြီးတော့တွေးလိုက်တော့ကျမတော်တော်စိတ်မကောင်းဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့အကူညီပေးနေတဲ့ကိစ္စတွေရက်တန့်သွားနိုင်တာကိုကျမတွေ့ရပေါ့เนาะအကူအကူညီပေးနေတာတွေအားလုံးရက်တန့်သွားနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါကိုတွေ့တယ်အဲ့တော့ဒါလည်းမပြောကျမမပြောချင်ဘူးဒါလည်းလေဒါပေမဲ့လည်းအဲ့လားတကယ်ကိုတွေ့နေရဖြစ်တဲ့အတွက်ကိုဘယ်လိုပြောရမလဲ ဟိုပေါ့ဒီကာလမှာကျမတို့ခက်ခဲတဲ့အနေအထားတစ်ခုကိုကျမတို့အကုန်လုံးအတူတူဖြတ်သန်းကြမယ်ပေါ့နော်။ပုံစည်းနှုံးတွေစားတောက်ကုန်တွေမတည်မငြိမ်ဖြစ်နိုင်တာလေတွေ့ရတယ်။နောက်တစ်ချက်ကဂျိုစနေဂျိုနဲ့ယာဟုဂျိုရဲ့အနေအထားကြောင့်စေဝါးတွေပြက်လက်တာမျိုးကျွားတတ်ပါလေ။နောက်စားတောက်ကုန်တွေနော်အဓိကတော့ဈေးတွေအရန်ကြီးတက်သွားနိုင်တာကစေဝါးနဲ့ရေ ရေတွေရေစေးတွေတက်သွားနိုင်ပါတယ်ဒါမျိုးတွေကျမတို့ကြုံရနိုင်တယ်နောက်ဆန်စီစားဆေးပေါ့နော်ဒါတွေရလေဈေးအမြင့်ပိုင်းမှာရှိပြီးတော့တချို့လူတွေအတွက်ခက်ခဲနိုင်တာတွေတွေ့ရပါတယ်နော်အဲ့တော့ဒီလိုကာလတွေမှာကျမတို့ဘာပဲပြောပြောဒါနကုသို့သီလကုသို့ဘာဝနာကုသို့ ਨੇ ကျမတို့ဖြတ်တန်းကြမယ်ကျမအဲ့ဒါတော့ကျမမေတ္တာနဲ့ထပ်ပြီးတော့တိုက်တွန်းပြစေအဲ့တော့ရှင်းရနေပေါ့နော်ဧပြီလရှင်းရနေဟာနှောင်းတစ်ခုလာပြီကြော် 17ရက်နေ့ဣဗရလ8ရက်နေ့နှောင်းတကူလာပြည့်ကျော်17ရက်နေ့ဟာကျမတို့เนาะသူကသီစီတက်တဲ့ကာလဒါနာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะနေ့12နာရီနောက်ပိုင်းမှာเนาะကာလဒါနာရုပ်ဆိုတာဒါလူတွေအများကြီးကိုတည်ကြည်ပျက်စီးစေတဲ့ရုပ်ကိုအဲ့လိုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အဲ့တော့တနေ့တာလုံးအဲ့နေ့ဟာ ပြောမယ်ဆိုရင်တော့ April 10ရက်နေ့ကတနေ့တာလုံးနေ့မကောင်းပါဘူးเนาะနေ့မကောင်းတဲ့အတွက်ကျမတို့ကအထူးဂရုစိုက်ပြီးတော့နေရပါမယ်เนาะအထူးဂရုစိုက်ပြီးတော့နေပါဟုတ်ပြီအဲ့လိုနေမှာကျမကရတရားတစ်ခုကျမလောက်ထားပါလေအဲ့ဒါပါလေဆိုတော့เนาะမြန်မာနိုင်ငံအတွက်ဆိုရင် April 10ရက်နေ့ကနေထွက်ချိန်ဟာ နေထွက်ချိန်နော်နေထွက်ချိန်ကမနက်6နာရီနဲ့14မိနစ်မှာနေထွက်ပါတယ်အဲ့တော့ကျမက9နာရီနဲ့30မတိုင်ခင်မှာပထမအချိန်မှာရရလှုပ်စေခြင်းပါတယ်နော်နေ့ကျန်းနေ့အတွက်အဲ့ဒီမှာတော့တကယ်ကိုရရလှုပ်စေခြင်း ਨੇ အမောင်ကာလကတော့တနေ့လုံးအမောင်ကာလလို့ပြောလို့ရနိုင်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာ အများစုဝတ်သက်တဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာကတော့အဖြူရောင်ဖြစ်တယ်။ရေရာအနေနဲ့မလုပ်ရမလဲလို့ပြောရင်ကျမတို့နဝင်းဆွန်းကပ်ပါမယ်။နော်နဝင်းဆွန်းဆိုတာကျမတို့ထမင်းအဖြူကိုဆွန်းလို့ခေါ်ပါမယ်။ဆွန်းကိုကျမတို့ကစီဆန်းစားဖြူပြီးတော့နော်ဖျားမှာလှူပါမယ်။နဝင်းဆွန်းကပ်ပါမယ်။ နော်လက်ဖက်ကိုတွဲပြီးတော့ကတ်လို့ရပါတယ်လက်ဖက်မှာဘာစီမှမဆမ်းဘူးဘာစားမှမဆမ်းမနဲ့ပကံအဖြူပေါ်မှာလက်ဖက်အသားကြီးပဲနော်အကြော်တွေပါရင်မထည့်ဘူးလက်ဖက်အသားကြီးတင်ပြီးတော့ကတ်ပါမယ်အဲ့ဒါလည်းနဝင်းစွန်းပါပဲနော်နဝင်းစွန်းကတ်ပါမယ်ပြီးတော့ကျမတို့အဲ့နေ့မှာကျမတို့ကမုတ်အနီရောင်မုံကြီးဆိုတာအနီအောင်ရှိတဲ့မုံရှစ်ခုကိုကျမတို့လှူဒန်းပါမယ်เนาะတခါလေးတွဲပြီးတော့ကတ်ပါမယ်မှတ်ထားပေးပါเนาะအနီအောင်ရှိတဲ့မုံ ရှစ်ခုဘာအယောင်အနီယောင်ရှိရင်ရပြီเนาะအနီယောင်ရှိလဲမဟုတ်ရှစ်ခုဥမာချိုချင်းအနီယောင်လေးရှစ်ခုလဲရတယ်เนาะကျမဆိုရင်ဘာလုပ်လဲဆိုတော့ဝေဖာအနီယောင်လေးရှစ်ခုဝေဖာကိုဝေဖာတစ်ချက်ကိုကျမအနီယောင်ဟိုဟာပေါ့ဝေဖာအနီလေးကိုရှစ်ခုဖြစ်အောင်လုပ်တယ်ပေါ့เนาะအဲ့ရှစ်ခုဆိုရင်ရပါတယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျမတို့ဘာလုပ်မလဲပေါ့နော်ကျမအဲ့နေ့ကနေ၈ရက်နေ့ကနေပြီးတော့၁၂ရက်နေ့ထိလုံးဝမင်းအဋိဌံဟိုကျမပြောပါမယ်နှစ်ကျမပြောသလိုပဲနဝင်းဆုံးကတ်မယ် နော်လက်ဖက်လှူမယ်နောက်ပြီးတော့မုတ်မုတ်နီမုတ်အနီရောင်မုတ်လှူပါမယ်အဲ့ဒါကအင်္ဂါနေ့မှာပြီးရင်ကျမတို့ကဘာလုပ်မလဲလို့ပြောရင်နော်တဒနဂုံကိုကျမတို့ဒီပါဖះရှစ်ခိုးမယ်ပေါ့เนาะကျမပြန်ပြောပါမယ်เนาะဖះရှစ်ခိုးမယ်ဖះရှစ်ခိုးဖះမရှစ်ခိုးခင်မှာကျမတို့ဘာလုပ်မလဲလို့ပြောရင်ဖះရှင်ကိုအလင်းတိုင် နော်အလင်းတိုင်း3တိုင်းအမွှေးတိုင်း9တိုင်းပူဇော်မယ်အလင်းတိုင်း3တိုင်းအမွှေးတိုင်း9တိုင်းပူဇော်မယ်ပြီးရင်ကြေးဖလားလေးရှိတယ်ဆိုရင်ကြေးဖလားလေးတစ်လုံးထဲမှာဖျောင်းနိုင်တတိုင်ကိုကျမတို့မိထုံးမယ်ကြေးဖလားထဲမှာဖျောင်းနိုင်တတိုင်ထည့်ပြီးတော့ဖျားစင်ပေါ်မှာအရင်ဦးဆုံးပူဇော်ပြီးတော့မိထုံးပါမယ်နော်ပြီးလို့ရှိရင်အဲ့ဒီဖျောင်းဒီဖျောင်းနိုင်ထွန်းထားတဲ့ကြေးဖလားလေးကိုကျမတို့ကနော်ရေကန်ကိုရဲ့ ကိုဘေးနားမှာပဲရေစလုံးပဲဖြစ်ဖြစ်เนาะဒီဟိုဟိုပေါ့ရေစလုံးပဲဖြစ်ဖြစ်เนาะရေအိုးပဲဖြစ်ဖြစ်เนาะတခုခုထားထားပါအဲ့ဒီမှာအဲ့ဒီခုနအခြေဖလားလေးကိုပူဇော်ပြီးမှเนาะအဲ့ဒီစလုံးလေးကိုကျမတို့ပြန်ပြီးတော့ပြောင်းထည့်မယ်เนาะအဲ့တော့ဆက်ဖျားမှာပူဇော်နေတဲ့အချိန်မှာတော့အဲ့ခြေဖလားလေးထဲမှာဖျားနိုင်တစ်တိုင်းထုံးပြီးတော့ပူဇော်ထားမယ်ဖျားရှင်ကိုဖျားနိုင်၃တိုင်းပူဇော်ထားတာတက်တက်အမွှေးတိုင်း၅တိုင်းပူဇော်ထားတာတက်တက်เนาะအဲ့လိုပူဇော်ထားပြီးပြီဆိုရင်ကျမတို့ စွန်နေလဲကပ်ပြီးပြီဖះရှိခိုးမယ်ငါးပါးတီလာကိုသေသေးချာချာယူပါမယ်ငါးပါးတီလာကိုသေသေးချာချာယူပြီးရင်တရဏဂုံတီပါမယ်တရဏဂုံကိုကျမတို့ဗတိတပတ်စိတ်လိုက်မယ်နော်ဗုဒ္ဓံတရဏကိစ္ဆာမိဓမ္မံတရဏကိစ္ဆာမိတန်ခံတရဏကိစ္ဆာမိနော်တလုံးချလို့ရတယ်ဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိတလုံးမျက်စီချသွားလို့ရဗုဒ္ဓံတဏ္ဍကိသမိဓမ္မံတဏ္ဍကိသမိတန်ခံတဏ္ဍကိသမိဆိုတော့ပတိတပတ် တည်အောင်စိတ်ပါမယ်အဲ့လိုပတိတပတ်တည်အောင်စိတ်ပြီးပြီးဆိုရင်တံပုတ်တွေကို36ခေါက်ပူဇော်ပါမယ်တံပုတ်တွေ36ခေါက်ပူဇော်မယ်တံပုတ်တွေ36ခေါက်ပူဇော်ပြီးပြီးဆိုရင်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်ပါမယ်ဒါရဏပရိတ်ကိုတစ်ခေါက်ပူဇော်မယ်ဒါရဏတစ် ပရိတ်ကိုတစ်ခေါက်ပူဇော်ပြီးပြီဆိုရင်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပါမယ်မေတ္တာတုတ်ကိုကျမတို့28ခေါက်ပူဇော်ပြီးပြီဆိုရင်ကျမတို့ကနမင်းကြီး၄ပါးကိုမေတ္တာပို့ပြီးတော့ကျမတို့ဆုတောင်းပါမယ်နော်ဘလို့ဆုတောင်းမလဲဆိုတာကျမအခုပြောပြပါမယ်အရှိဘယနိုင်ရှိသောတထရထနမင်းကြီးကျမ်းပါပါစီချမ်းသာပါစီ ဖုံတူများလဲတိုးတက်ပါစီအရှိရက်မှာတထရထနမင်းကြီးတောင်ရက်၌ရှိသော ဝိယူတကနတ်မင်းကြီးစမ်းပါပါစီချမ်းသာပါစီဖုံတကူများလေးတိုးတက်ပါစီနော်ပြီးရင်အနောက်ရက်မှာဝိယူပခနတ်မင်းကြီးစမ်းပါပါစီချမ်းသာပါစီဖုံတကူများလေးတိုးတက်ပါစီမြောက်ရက်ကကုဝေယနတ်မင်းကြီးစမ်းပါပါစီချမ်းသာပါစီဖုံတကူများလေးတိုးတက်ပါစီအဲ့လိုမြေတားဖို့ဆူတောင်းပြီးပြီဆိုရင်နတ်မင်းကြီးတို့နတ်မင်းကြီးများရဲ့မဟာကျူးနာတော်ဖြင့်တဘာဝဘေးများ ကင်းဝေးပြစေတတဝါတွေပေါ်မှာတဘာဝဘေးများနော်မကြောက်စီသေးဘေးအန္တရာယ်များကင်းဝေးစေဖို့ကျွန်ုပ်ကမေတ္တာပို့ဆုတောင်းပါတယ်ဆိုပြီးတော့နမင်းကြီးလေးပါးကိုအဲ့ဒီလို၃ချိန်တိုင်းတိုင်းယူပြီးတော့နော်ကျမတို့အဲ့လိုဆုတောင်းပါမယ်နော်နမင်းကြီးများရဲ့မဟာဂယုဏတော်ဖြင့်နော် တဘာဝဘေးများမှတဘာဝဘေးအန္တရာယ်များမှကင်းဝေးပြစေကင်းဝေးစေဖို့စောင့်ရှောက်ပေးပါလို့လဲဆုတောင်းလို့ရတယ်เนาะဒါကျမတို့က အရင်ဆုံးတော့เนาะဟိုကျမ်းမာချမ်းသာစေဖို့အတွက်ကျမတို့ကဒါမေတ္တာပို့မယ်ပေါ့เนาะကျမ်းမာပါစေချမ်းသာပါစေဖုံးတကူတိုးပါစေဒါတွေပို့ပြီးရင်ကျမတို့เนาะနမင်းကြီးတွေကိုစောက်ရှောက်ပေးဖို့เนาะအဲ့လိုမျိုးကိုကဆူတောင်းလို့ရပါတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့လိုလုပ်ပြီးပြီနမင်းကြီးတွေကိုเนาะအဲ့လိုလုပ်နေရင်းနေမှအတိတ်ဆိုးနမိတ်ဆိုးတွေနဲ့ကြုံလာတယ်ဆိုတာရှိတတ်တယ်เนาะအဲ့လိုမျိုးလုံနေရင်ဒါကတော့မနေ့ပိုင်းမှာလုတ်ပြီးသွားပြီဒါနဲ့ ကိုယ့်ရဲ့စိတ်ထဲမှာလင်းနေတာပဲဖြစ်ဖြစ်အတိတ်ဆိုးနမိတ်ဆိုးတွေကိုကတခုခုမြင်လိုက်ရတာပဲဖြစ်အဲ့လိုကြုံခဲ့ရင်နော်ဘာပရိကြီးဆက်တတုတ်ရွတ်ပါလေဒါပေမဲ့တချို့ကပရိကြီးဆက်တတုတ်လုံးရွတ်ဖို့ပြင်းတဲ့လူတွေရှိတယ်နော်အဲ့ဒါဆိုရင်ကျမကဘာတုတ်ကိုရွတ်စေချင်တယ်လဲလို့ပြောရင်နော်ခန္ဓာတုတ်ရယ်ပုပ္ပနာတုတ်ရယ်အဲ့ဒီတုတ်နှစ်ခုကိုတော့ဖြစ်အောင်ရွတ်ပေးပါနော်ခန္ဓာတုံနဲ့ပုပ္ပနာတုံအဲ့တုံနှစ်ခုအရင်ပရိကြီးဆက်တုံကိုယူရမှာပြင်းနေဆိုရင်ခန္ဓာတုံနဲ့ နော်ပုပ္ပနာတုတ်ကိုရောအဲ့တုတ်နှစ်တုတ်ကိုရောဖြစ်အောင်ရွတ်ပေးပါကျမကမေတ္တာရက်ခံနေပြီးတော့ဒါရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်ပေးပါเนาะဟာဆီယမပရိတ်ကြီးဆက်သတုတ်ပူဇော်ခိုင်းနေဒါရဏပရိတ်ပူဇော်ခိုင်းနေလို့ကျမကိုအဲ့လိုမြင်နိုင်ပါတယ်ဒါပေမဲ့ကျမတကယ်ကိုဒါရဏပရိတ်ရဲ့အစွမ်းတကူကိုလည်းကျမယုံကြည်တယ်အဲ့လိုပဲเนาะမေတ္တာတုတ်เนาะကျမကိုလေဟိုကျမ တခုကျွန်မသိသွားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘလိုမျိုးပေါ့နော်ဒီသဘာဝဘေးတွေကိုကျွန်မတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဘလိုမျိုးနှီးနေနော်ကြော်လွားနိုင်တယ်လေနော်ဂျိုစည်းချုံနေမကောင်းတဲ့အခါမှာကျမတို့ကနော်ဂျိုစည်းချုံနေမကောင်းရင်ပုပ္ပနာတုတ်ပရိဂျစ်ဆက်သက်တုတ်ကျမတို့ကပူစောတယ်ဒါမှန်တယ်ဒါပေမဲ့တချို့ကြတော့ပရိဂျစ်ဆက်သက်တုတ်ပူစောဖို့အတွက်တချို့လူတွေအတွက်ခက်ခဲတာမျိုးရှိတယ်အဲ့လိုလူတွေအတွက်ကဘာလို့ ဟွာဖြစ်စေတယ်လို့ပြောရင်ကျမစိတ္တဘာဝနာပွားတာကအထီရောက်ဆုံးပဲเนาะဂျိုစည်းဂျိုနေမကောင်းဘူးเนาะရောက်လာနိုင်မဲ့ဘေးတွေမကြုံရတော့ဘူးအဲ့ဒါကျမကိုတွေ့တကယ်ပါเนาะကျမ2022ကမှစပြီးတော့ကျမမေတ္တာဘာဝနာပွားပါတယ်အဲ့လိုပွားတဲ့အချိန်ကနေစပြီးတော့ကျမပွားတဲ့အခါမှာ30ဒပုံကိုမေတ္တာပို့တဲ့နီးနဲ့ကျမတနည်းကိုမေတ္တာတုပ်ကို30ခေါက် ပွားတာပါเนาะတနေ့ကိုမေတ္တာတော့32ခေါက်ကျမပွားတယ်ပြီးမှကျမကเนาะတရားထိုင်တယ်လို့မေတ္တာဘာဝနာပွားတယ်မျိုးလောက်တာပထမဦးဆုံးတော့ကျမကတရားတမ်းပြီးတော့တရားမထိုင်နိုင်ပါဘူးအဲ့ဒီမေတ္တာတုတ်ကိုတနေ့ကို32ခေါက်ပူဇော်တာပဲပွားများတာပဲရှိပါတယ်เนาะအဲ့တော့အဲ့လိုပွားတဲ့အကျိုးကျေးဇူးကဘာဖြစ်တယ်လဲလို့ပြောရင်ကျမသူယုံမာတွေနဲ့ဝေးဝေးလာတယ်เนาะကျမအဲ့ဒီမေတ္တာဘာဝနာပွားပြီးနောက်ပိုင်းမှာကျမတွေ့သမျှလူကောင်းနေကြီးပဲ နော်တကယ်ကိုကျမတွေးသမျှဂျုံသမျှအကုန်လုံးကလူကောင်းတွေကြီးပဲတွေးလိုက်တာနဲ့ကျမကိုကူမဲကူညီမဲဆိုတဲ့လူတွေကြီးပဲအဲ့လိုလူမျိုးတွေနဲ့ပဲကျမတွေးပါတယ်နော်အဲ့ဒါဟာတကယ်ကိုမြတ်တာဘာဝနာပွားတဲ့အကျိုးကျေးဇူးလို့ကျမလေးလေးနက်နက်ယုံကြည်တယ်အဲ့ဒါကြောင့် နော်ချက်တော်သူများလည်းမေတ္တာဘာဝနာကိုပွားပေးပါဒါဒနာပရိတ်ကိုလည်းပူဇော်ပေးပါကျမဒါဒနာပရိတ်ကိုကျမမေ့နေတာတော်တော်ကြာပါပြီဒါပေမဲ့ကျမဖေဖေကဒါဒနာပရိတ်ကြောင့်မီးကွင်းခဲ့ဘူးတယ်နော်ကျမငငယ်တုန်းကကျမဖေဖေကဒါဒနာပရိတ်ကိုငငယ်လေးတည်းကကျမပူဇော်တတ်တယ်ဖေဖေကပြောတယ်တမိဒါဒနာပရိတ်ကနော် ပူဇော်ရတဲ့အကျိုးကျေးဇူးတွေရောအ내အတိတ်ပဲတွေရောငငယ်လေးတဲ့ဖဖေကကျမတို့မောင်နှမတွေကိုပြောပြရတယ်တင်ပေးခဲ့တယ်။ဘာကြောင့်လဲဖဖေကိုယ်တိုင်နော်ဖဖေနဲ့သူ့ရဲ့တပည့်လေးအတူတူနော်ဟိုဖဖေကမီးမီးချစ်ကနေမီးပြနေရသူ့တပည့်လေးကဖဖေနားမှာဟိုအလုပ်ဖဖေရှီကနေရှေ့နေပညာသင်တဲ့တပည့်ပေါ့နော်ဖဖေတပည့်ကဒီလိုမျိုးဟိုမီးအိမ်ထဲကိုသူကရင်းနှံစီရင်းနှံစီလောင်းထဲတာနော်အဲ့ဒီအချိန်မှာမီးကဖဖေနဲ့တော်တော်ဝေးပါတယ်မီးကဘလို့ဖြစ်လဲဆိုတော့မီးက ထပြီးတော့ဟတ်တာရင်းနှံစီနဲ့ဒီဟိုပေါ့ gas me နဲ့ဆိုတော့တွေ့တော့အဲ့မီးကလေဖဖေးအမှန်တော့ဖဖေးကိုဟတ်ရမှာဖဖေးကိုမဟတ်ဘဲနဲ့ဖဖေးကိုကြော်ပြီးတော့အဲ့ဒီအကိုသွားပြီးတော့ဟတ်တာပေါ့နော်ဟာအဲ့တော့လေကြီးလိုက်တာအဲ့တော့ဖဖေးကလေဩတဲ့ဒါတော့ဖဖေးဖြစ်ရမှာပေါ့နော်ဒါပေမဲ့ဖဖေးက तू ကဓာတနာပရိတ်ကိုအငြင်းတန်းပူစော်တယ်ဓာတနာပရိတ်ပူစော်တဲ့ဒါအကျိုး ေါ့နော်အဲ့တော့ကျမကလည်းမေတ္တာရက်ခံခြင်းနဲ့ဓာတနာပရိတ်ကိုပူဇော်ပါလို့ကျမကမေတ္တာရက်ခံခြင်းနဲ့နော်အဲ့တော့ဆက်ပြီးတော့ကျမပြောပြရစီနော်အဲ့တော့ခုနကပြောတဲ့အဋိဒ္ဌံပေါ့နော်အဲ့လိုပူဇော်ပြီးပြီဆိုရင်စောစောတုန်းကကျမပြောခဲ့တဲ့နော်ရေကွက်ထဲကြီးကွက်ထဲမှာကျမတို့ထည့်ထားတဲ့ကြီးကွက်ထဲမှာထည့်ထားတဲ့ဖျောင်းနိုင်လေးထွန်းထားတဲ့နော်ဒီကြီးဖလားလေးကိုရေအိုးကိုနားမှာရှိတဲ့ရေအိုးသို့မဟုတ်ရေဘုံထဲမှာထည့်လိုက်ပါ ထည့်လိုက်တဲ့ခါကျတော့ तू ကပေါ်နေအောင်ထည့်ပါเนาะအဲ့လိုထည့်ပြီးပြီဆိုရင်ကိုကဘာပြောရမလဲဆိုရင်เนาะတဘာဝဘေးကင်းကြပါစေเนาะခုနှစ်သားသမီးတွေတဘာဝဘေးကင်းပါစေတတ္တဝါတွေတဘာဝဘေးတံမှလွတ်ကင်းပါစေကို့အတွက်ကိုဆူတောင်းစရာမလိုဘူးအဲ့လိုမျိုးဆူတောင်းပေးပါเนาะဒါဟာဆူတောင်းပေးတဲ့လူများရင်များသလားကျမတို့ဒီတဘာဝဘေးကိုကျမတို့เนาะကြော်လွှားနိုင်ပါလိမ့်မယ်เนาะအဲ့တော့ကျမဟိုကျမဒါကိုเนาะကျမ ဘယ်လိုပြောရမလဲအကောင်းဆုံးကျမတို့ဟိုဖြတ်ကျော်နိုင်ဖို့အတွက်ဆိုရင်ကျမတို့မှာတခြားအားကိုးစရာလည်းမရှိပါဘူးเนาะဒီလိုမျိုးမင်းဆိုးမင်းညစ်တွေနဲ့ကျမတို့ ကြုံနေရတဲ့ကာလမှာเนาะအဲ့တော့ကျမတို့ရဲ့ဒါနသီလဘာဝနာကိုပဲကျမတို့အားကိုးကြမယ်နော်ဒါနသီလဘာဝနာကိုအားကိုးမယ်နတ်မင်းကြီးတွေကိုကျမတို့မြတ်တာပို့မယ်နော်နတ်မင်းကြီးတွေကလည်းတကယ်ကိုစောင့်ရှောက်ပါတယ်နော်ကျမကတော့ဒီနတ်မင်းကြီးလေးပါးတွေ32ပုံကိုကျမကယုံကြည်တဲ့လူဖြစ်တယ်နော်အဲ့ဒါကြောင့်ကျမအမြဲတမ်းလဲမြတ်တာပို့တယ်နော်သူတို့ကိုလည်းကျမတို့ကိုကူညီစောင့်ရှောက်ဖို့ကျမအမြဲတမ်းပဲနော်မြတ်တာပို့ပြီးတော့ ဟိုဟာဆူတောင်းပါတယ်နော်အဲ့တော့ဟိုဟိုပြောမယ်ဆိုလို့ရှိရင်ကိုးကွယ်ဖို့မဟုတ်ဘူးနတ်မင်းကြီးတွေဒါပေမဲ့အားကိုးလို့တော့ရတယ်နော်အားကိုးဖို့တော့ဟုတ်ပါတယ်နော်အဲ့တော့ဧပြီလ10ရက်နေ့ကိုအဲ့လိုမျိုးကျမတို့ဖြတ်တမ်းမယ်ဟုတ်ပြီဧပြီလ9ရက်နေ့ပေါ့နော်9ရက်နေ့ကိုကြည့်မယ်ဆိုရင်တော့9ရက်နေ့ကတော့သူကနော်ဘုဒ္ဓဖူးနေ့ဖြစ်တယ်နော်ပြောမယ်ဆိုလို့ရှိရင်နော်သုတိယရုပ်ရတဲ့ဖြစ်တယ်နော်သုတိယရုပ်ဆိုတာကကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ចောင်းအိမ်တိုက်တာတွေအဆောက်အဦတွေနော်စောက်လုံး ရနိုင်စေတဲ့ရုပ်ဖြစ်တယ်เนาะအဲ့ဒီရုပ်ကတော့ဗုဒ္ဓဟူးနေ့မှာအဲ့ဒီပြောမယ်ဆိုလို့ရှင်เนาะနေရအသင့်တင်ကောင်းတဲ့နေလို့ ပြောလို့ရပါတယ်ဒါပေမဲ့အမောင်ကာလရှိတယ်အမောင်ကာလကနော်နေ့12နာရီကနေပြီးတော့နေ့တနာရီနဲ့30မိနစ် အတွင်းကတော့အချိန်ခါမကောင်းပါဘူးအိမ်ပြင်ကျင်တဲ့လူတွေပါလေအဲ့ဒီမှာစတိလေးပြင်လို့ရတယ်ဒါပေမဲ့အမောင်ကာလဖြစ်တဲ့နေ့12နာရီကနေနေ့တနာရီ30အတွင်းကတော့မပြင်ပါနဲ့အဲ့ဒီဟာအခါမကောင်းပါဘူးနော်အဲ့ဒီနေ့မှာကျမတို့ဟုတ်ပြီအဲ့ဒီနေ့မှာရောနော်ဘာတွေဆက်ပြီးတော့ပူဇော်မလဲကျမခုနပြောတဲ့ နော်ဘယ်ဖျောင်းနဲ့အလင်းတိုင်းပေါ့နော်အလင်းတိုင်းသုံးတိုင်းမွှေးတိုင်းငါးတိုင်းဟုတ်ပြီဆီယမရဲ့ကျွန်တော်တို့နေတိုင်းတော့အဲ့ဒါကြီးမထွန်းနိုင်ဘူးလားဟလာဒါလဲငွေကြီးအခက်ကြီးရလေရှိသေးတာကိုအဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲလို့ပြောရင်နေသားအလိုက်နော်ပူဇော်ရမယ့်ဟာကိုကျွန်မပြောပါမယ်နော်တနင်္ဂနွေသားသမီးတွေဆိုရင် ဖျောင်းနိုင်တတိုင်ထုံးပြီးတော့ပူဇော်ပါဖျောင်းနိုင်တတိုင်ထုံးပါတင်းင်းလာသာသမီနဲ့ကြာသပေးသာသမီကတော့နဝင်းဆုံးကတ်ပါเนาะနဝင်းဆုံးမကတ်နိုင်ဘူးဆိုရင်လက်ဖက်ကိုနဝင်းဆုံးနေနဲ့ကတ်လို့ရပါတယ်เนาะလက်ဖက်လေးကိုနည်းနည်းပုံလိုက်နည်းနည်းလေးလက်ဖက်လေးကိုစွန်းတော်အတွက်ကိုဒါနည်းနည်းလေးခွဲထားပြီးတော့လက်ဖက်လေးကိုအများတန်းပုံပြီးတော့လှူဒန်းလို့ရတယ်အဲ့ဒါကနဝင်းဆုံးပါเนาะကြာသပေးနဲ့တင်းင်းလာသာသမီကနဝင်းဆုံးကတ်လို့ပါเนาะအင်္ဂါနဲ့ ယာဟုသားသမီးကရက်တောင်လုပ်ပြီးတော့ဖះကိုလှူပါရက်တောင်လို့ပြောတဲ့ခါမှာကျမတို့เนาะပြောမယ်ဆိုလို့ရှိရင်ကိုဟာကိုစက်ကူဖြူဖြူလေးနဲ့ရက်ကောင်လေးချိုးပြီးတော့ဖះကိုတနေ့ကိုရက်တောင်တစ်ခုတစ်ခုရက်လှူလို့ရပါတယ်เนาะစနေသားသမီးကတော့အမွှေးတိုင်းတဒါเนาะအမွှေးတိုင်းထွန်းပြီးတော့ပူဇော်ပါဗုဒ္ဓဘုသားသမီးကတော့ ဖြော်ရည်ပူဇော်ပါတချို့လူတွေကခက်ခဲတယ်ဖြော်ရည်မရှိဘူးဆိုရင်ရည်ထဲမှာကြားလေးထည့်နော်ရည်ထဲမှာကြားလေးထည့်ပြီးတော့နော်ကြားဖြော်ရည်လေးလှူဒန်းလို့ရပါတယ်နော် တောက်ကြာသားသမီးတွေကတော့တောက်တော်ရေကတ်လို့ရပါတယ်เนาะတောက်ကြာသားသမီးတွေကရိုးရိုးရေသက်တောက်တော်ရေကိုပဲကတ်လို့ရပါတယ်เนาะအဲ့လိုကတ်ပြီးပြီဆိုလို့ရှိရင်เนาะစောရုံးကကျွန်မပြောသလိုပဲတရဏဂုံတီမယ်ဗတိတရဏဂုံတီဆောက်မယ်ပေါ့เนาะအဲတီလာတီလာယူမယ်တရဏဂုံတီဆောက်မယ်ပြီးရင်ကျွန်မတို့เนาะစောရုံးကအတိုင်းမယ်စံပုတ်တီ 36ခောက်ရွတ်မယ်ဒါရဏပရိတ်ကိုတစ်ခောက်ပူဇော်မယ်ပြီးရင်မြတ်တာသုတ်ကို18ခောက်ပူဇော်မယ်နတ်မင်းကြီးတွေကိုသဘာဝဘေးကနေလွတ်ကင်းစေဖို့ကင်းဝေးစေဖို့အတွက်မြတ်တာပို့ပြီးတော့ဆုတောင်းမယ်ပေါ့နော်ဒါတွေလုပ်မယ်ဒီနေရာမှာတချို့ကမြတ်တာသုတ်မရဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါလေးရှိတယ်နော်မြတ်တာသုတ်မရဘူးဆိုရင်အခုကျွန်မပြောတဲ့အတိုင်းကိုပူဇော်လို့ရပါတယ်နော်ဘာလဲလို့ပြောရင်နော်ကျမတို့နော်ဟို တယောက်ကိုတယောက်မေတ္တာပို့တယ်လို့ပဲเนาะเนาะလူနဲ့ပြန်မှာတတ္တဝါတွေစမ်းမာပါစီချမ်းသာပါစီဘေးရန်ဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီကောင်းရာမွန်ရာတို့ကိုသာဆင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစီဒါကိုကျမတို့เนาะ28ခေါက်ပြည့်အောင်ယူပြီးတော့เนาะဆုတောင်းလို့ရတယ်เนาะလူနဲ့လူနဲ့ပြန်မှာတတ္တဝါတွေဆိုတာ30ပုံအကုန်ပါပါတယ်เนาะလူနဲ့ပြန်မှာတတ္တဝါတွေစမ်းမာကြပါစီ ချမ်းသာကြပါစေ။ဘေးရန်ကင်းကြပါစေ။ဆင်းရဲဒုက္ခကင်းကြပါစေ။ကောင်းရာမွန်ရာတို့ကိုသာစင်ဆက်မပြတ်ဆောင်ရွက်နိုင်ကြပါစေ။အဲ့လိုမျိုးကျမတို့28ခေါက်ရွတ်ဖတ်ပြီးတော့နော်မြစ်တာဘာဝနာပွားလို့ရပါတယ်နော်။အဲ့တော့ဆင်းရဲနေ့ဧပြီလ10ရက်နေ့ကကြတော့သူကတော့နော်နည်းနည်းရက်နည်းနည်း ပြောမယ်ဆိုလို့ရှိရင်တော့အကောင်အဆိုးရောထွေးနေတဲ့ရက်ဖြစ်တယ်။နော်သူကကဒါရုပ်ရထားတယ်။ကဒါရုပ်ဆိုတာကအတက်ပညာတွေဆုပ်ယုပ်စေတဲ့ရုပ်ကိုခေါ်တာနော်ပြောမယ်ဆိုရင်အဲ့လိုနေမှာအဲရေတရာခြေတာတို့နော်ဒါမျိုးဆေးဖော်ရာတို့ဒါကောင်းရမွန်ရာတွေလှုပ်လို့မကောင်းတဲ့နေပဲ။ဒါပေမဲ့ကျမတို့ကကုသိုလ်ရေးဆိုတာတော့အချိန်မွေးဒါလှုပ်လို့ကောင်းတယ်နော်အဲ့တော့ဆေးရက်နေ့မှာကျမတို့နော်စောလုံးကပြောထားတဲ့အတိုင်းပဲကျမတို့အဲ့လိုရေတရာခြေပါမယ်နော်ရေတရာခြေတာမျိုးကုသိုလ်ရေးလှုပ်မယ် ယ်ပေါ့နော်အဲရေလျာခြိတာလို့ကျမမသုံးချင်ပါဘူးဒါကုသိုလ်ရေးလေးလုပ်မယ်ပေါ့နော်အဲ့တော့မနဲ့သူကအမှောင်ကာလကနော်ညတနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအမှောင်ကာလဖြစ်တယ်နော်ဧပြီလ10ရက်နေ့ကအကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာ ကံကောင်းလက်ပွင့်စေတဲ့အရာကအဖြူရောင်ပဲဖြစ်တယ်เนาะကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ဖြစ်တယ်ဆွန့်ကပ်မယ်ဆိုရင်အဲ့နေမှာသူကကြာတပတိနေ့ဖြစ်တယ်เนาะဒါပေမဲ့ကျမတို့ကဆွန့်ကပ်မယ်ဆိုရင်နဝင်းဆွန်းကျမတို့ကတ်လို့ရတယ်လက်ဖက်ကိုကျမတို့ကတ်လို့ရတယ်ပေါ့เนาะဟုတ်ပြီအဲ17ရက်နေ့ပေါ့เนาะဧပြီလ17ရက်နေ့ကကျတော့သူကเนาะသူကအဲ့မှာလေအကောင်အဆိုးရောထွေးနေတာတွေ့ရတယ်เนาะကောင်းတာပါလေလို့ပြောရင်အမတရုပ်ဆိုတာသူချင်းမြောက်စားခြင်းခံရတတ်တဲ့ ယုတ်ကအမတယုတ်ပေါ့နော်ပစ္စည်းဥစ္စာတွေနော်ဆုံးရှုံးစေတတ်တဲ့မုတလာယုတ်နော်အဲ့ဒါညနေ9:00နာရီခွဲ9:00နာရီအလွန်မှာမုတလာယုတ်ရတယ်အဲ့တော့တရက်ထဲမှာသူကကောင်းတဲ့ယုတ်တစ်ခုမကောင်းတဲ့ယုတ်တစ်ခုရတယ်နော်အဲ့တော့ဒါပေမဲ့ဒီလိုရက်ကတော့ကျမတို့ဂယုဆိုင်ရမယ့်ရက်ထဲမှာပါတယ်နော်အမောင်ကာလကတော့မနေ့10:30နာရီ30ကနေပြီးတော့နေ့12:00နာရီအတွင်းအချိန်ကာလကအမောင်ကာလဖြစ်တယ်ညနေ9:00နာရီကနေပြီးတော့ည12:00နာရီထိလေ အမှောင်ကာလဖြစ်တယ်ပြောမယ်ဆိုရင်တော့ဂယုဆက်ရမယ်နေ့ထဲမှာပါပါတယ်เนาะအဲ့တော့ကျွန်မခုနပြောတဲ့အဋိဒံလေးကိုလုတ်ပေးပါဒါလေးကိုလုတ်ပေးပါเนาะအဲ့တော့စနေရနေ့ပြင်เนาะကျွန်မအခုပြောချင်တယ်စနေရနေ့ကလည်းအင်မတန်ဆိုးတဲ့နေ့เนาะစနေရနေ့မှာ तू က တည်စီတတ်တဲ့မြစ်စုယုတ်ရထားတဲ့နေဖြစ်တယ်เนาะတည်စီတတ်တဲ့မြစ်စုယုတ်နဲ့စိရဲ့ဒုက္ခတွေတွေ့ကြုံရတတ်တဲ့ကာနယုတ်ရထားတဲ့နေဖြစ်တယ်ပြောမယ်ဆိုရင်တော့ဆိုးတဲ့ယုတ်နှစ်ခုစလုံးရထားတဲ့နေဖြစ်တယ်အဲ့နေရเนาะအဲ့တော့စနေနေ့ဟာစနေရနေ့ဟာစနေနေ့လည်းဖြစ်တယ်အဲ့လိုနေ့လည်းဖြစ်တဲ့အတွက်ကျွန်မကတော့ခုနเนาะကျွန်မတို့ရှိမှာเนาะဖြစ်နိုင်မယ်ဆိုရင်ကျွန်မတို့เนาะခုနှစ်ရက်နေ့ကလေးကအခုပြောတဲ့ အဋိဒ္ဌံလေးကိုကျမတို့လုတ်ထားမယ်ဆိုရင်နော်ရှိရနေနေ၁၂ရက်နေနေကိုကျမတို့ကအဲ့ဟိုကတ်ပြီးမှလုတ်တာမဟုတ်တော့ဘူးနော်ကျမတို့တရက်လောက်ဂျူပြီးတော့9ရက်နေကလေးကနော်မနေ့ဖြန်ကလေးကကျမတို့ကနော်လက်ဖက်ဆွန်းလေးနဝင်းဆွန်းလေးကတ်မယ်နော်တရဏကုံလေးကိုပတိတပတ်စိတ်မယ်ဟလာပြီးတော့အဲမြစ်တာပွားမယ်ပေါ့နော်တန်ဟိုကျမရှေ့မှာကျမပြောထားခဲ့သလိုပဲနော်အရေးရဲ့အကြောင်းရင်ဂျုံတဲ့အခါတိုင်း ဥတ္တန္တနံကိသမိဓမ္မန္တနံကိသမိတန်ကန္တနံကိသေဒါဝနှုတ်တတ်ဒါဝရွတ်ပါဒါတကယ်ကိုအကျိုးလဲပေးပါတယ်เนาะဒါရဏပရိတ်ကိုလည်းနေ့တိုင်းပူဇော်သွားပါပရိတ်ကြီးဆက်တတုတ်ကိုပူဇော်နေကြသူတွေကလည်းနေ့တိုင်းပရိတ်ကြီးဆက်တတုတ်ကိုပူဇော်သွားပါเนาะပရိတ်ကြီးဆက်တတုတ်ထဲမှာယရဏတုတ်ကလည်းကျမတို့ကတ်ဘေးတွေကင်းဝေးစေတယ်လို့ပဲအာရဏာရိယတုတ်ကလည်းအခုလိုအချိန်မှာเนาะပုပ္ပနာတုတ်နဲ့အာရဏာရိယတုတ်ကလည်းကျမတို့အခုလိုကာလကိုเนาะဖြတ် တန်းတဲ့အခါမှာအားကိုးရတဲ့တုတ်တော်တွေဖြစ်ပါတယ်အဲ့တော့ကျမကတော့ကျမချစ်တဲ့သူတွေကိုဘလိုမျိုးနော်ဘေးဒုက္ခမျိုးမှကျမမတွေ့စေချင်ပါဘူးဘသူ့ကိုမဆိုကျမဘယ်သူမျိုးဘေးဒုက္ခမျိုးမှမတွေ့စေမကြုံစေလိုတဲ့အတွက်ကျမနော်ပေးရမယ့်ဒီရက်တွေကိုကြော်ဖြတ်နိုင်မယ့်ကုသူရက်တွေအားကိုကျမစူးစမ်းပန်းစားကျမရှာပြီးတော့ညှဝေခြင်းဖြစ်ပါတယ်နော်ဂျူရီမကောင်း သွာလာမကောင်းတဲ့ကာလမှာကျမတို့အတက်နိုင်ဆုံးเนาะဒေါသတွေကျမတို့မထားပဲเนาะကျမတို့စိတ်တွေစင်ကြယ်အောင်ပေါ့เนาะဟိုအခုလိုမျိုးကာလအားလုံးခက်ခဲတဲ့ကာလဖြစ်တယ်เนาะအဲ့တော့တနေ့တနေ့ကျမတို့ကဂျိုစည်းဂျုံနေမကောင်းတာကကျမတို့မြန်မာနိုင်ငံတခုလည်းတော့မဟုတ်ဘူးအားလုံးပေါ်မှာဂျိုစည်းဂျုံနေမကောင်းတာเนาะဒါပေမဲ့ကျမတို့မြန်မာပြည်ကတော့ နော်ဘာကြောင့်စစ်ဖြစ်နေတဲ့နေရာဖြစ်တဲ့အတွက်ဒေါသတွေနော်ပြောမယ်ဆိုရင် energy မကောင်းဘူးကျမတို့တိုင်းကြီးอ่ะနော်အဲ့လို energy မကောင်းတဲ့ကာလမှာကျမတို့တွေရဲ့မနောစိတ်တွေထဲမှာနော်ဒေါသထွက်စရာတွေကလည်းအများကြီးပဲမှန်နေနော်ဒေါသထွက်စရာတွေအများကြီးမကျေနပ်စရာတွေအများကြီးနာကျင်စရာတွေအများကြီးတွေ့တယ်ဒါပေမဲ့ ဲ့လိုကာလတွေမှာအတက်နိုင်ဆုံးအကုသိုလ်စိတ်တွေကိုယ်ရှင်ထဲမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုဖယ်ရှားမယ်ကျမတို့ဖယ်ရှားပြီးတော့ဒီကာလမှာကျမတို့အတက်နိုင်ဆုံးနော်ငါဘာကူရမလဲငါတို့ဘာလှူရမလဲလူနေတဲ့လူတွေကိုငါတို့ဘာလေးညှပေးရမလဲနော်တနေ့တနေ့ငါတို့ဘလို့ကုသိုလ်လုပ်ရမလဲအဲ့လိုအတွေးတွေနဲ့ချက်တမ်းမာလို့ကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်နော်ဒေါသတွေထားလိုက်ပါသူ ဒေါသထွက်လာတိုင်းထွက်တိုင်းကိုရှိမှရှိတဲ့အကုတ္တလာလာဖြစ်တယ်။နော်ကိုကပူလောင်ရတယ်။အခုလိုကာလမှာနော်ကျမတို့ဒေါသနဲ့ဖြတ်တန်းလို့မရဘူး။တချို့လူတွေအစ်တန်လောဘကြီးတယ်အတ္တကြီးတယ်ကျမသိပါတယ်တွေ့ပါတယ်။ဒါပေမဲ့အဲ့လိုအတ္တတွေဒေါသတွေဟာကျမတို့တွေကိုပို့ပြီးတော့သိုးသွားစေပါတယ်။အဲ့ဒါကြောင့်အတ္တတွေဒေါသတွေနဲ့ကျမတို့မဖြတ်တန်းဘူး။အခုလိုကာလမှာငါတို့ဘု து ကိုဘလို့ကူညီရမလဲ။ကိုကဒုက္ခရောက်နေတယ်ဆိုရင်တောင်မှ ို့ထက်ပိုဒုက္ခရောက်နေတဲ့လူကိုဘယ်လိုကူရမလဲနော်ငါးစီမှာဘာရှိလဲခမင်းတုံနှစ်ထုပ်ရှိရင်တစ်ထုပ်ကို ပေးမယ်သူများကိုပေးစားမယ်အဲ့ဒီလိုမျိုးဘာကူရမလဲဘာလူရမလဲဆိုတဲ့စိတ်နော်စိတ်แท้မှာဘလို့အကုသူမျိုးကိုမှ အဝင်မခံမဲနဲ့ကုသူကိုပဲကျမတို့တနေ့တနေ့ပြီးတနေ့တနေ့ပြီးတနေ့ကုသူကိုပဲကျမတို့လှုပ်ရင်းနဲ့ကျမတို့ဖြတ်တန်းသွားရအောင်လို့ကျမအနေနဲ့အကြံပြုပြီးတော့တိုက်တွန်းခြင်းပါတယ်နော်